္ဂလာပါရှင်အခုချိန်ကစပြီးဒီဇင်ဘာလ4ရက်ကြာတာပြည်နေ့ညပိုင်းသတင်းနဲ့မီဒီယာကွန်ရက် NMG သတင်းဌာနရဲ့ရုပ်သံသတင်းအစီအစဉ်ကိုစတင်နေပါပြီကျမစမိုင်းပါငွေစီဝါသတင်းစပုံနဲ့စပါမယ် စစ်ဘေးသင့်မြန်မာနိုင်ငံမှာတရားမဝင်ဗိမ်းဆိုင်ပြုမှုဟာဆယ်စုနှစ်တခုအတွင်းအမြင့်ဆုံးအဆင့်ကိုရောက်ရှိနေပြီဆိုတော့ကုလသမဂ္ဂမူရေးစေဝါနဲ့ရဇဝမှုဆိုင်ရာယုံ UNODC ရဲ့အစီရင်ခံစာက ဖော်ပြလိုက်ပါတယ် UNODC ရဲ့ထုတ်ပြန်ချက်အရမြန်မာနိုင်ငံမှာဗိမ်းဆိုင်ပြိုတဲ့ဧရိယာဟာအရင်နှစ်ကထက်1900ခန့်တိုးလာပြီးဟက်တာ9300ကျော်အထိမြင့်တက်လာပါတယ်။ အာဖဂန်နစ္စတန်မှာဗိဆိုင်ပြိုမှုကျဆင်းသွားတဲ့နောက်မှာမြန်မာနိုင်ငံဟာကမ္ဘာအတွက်အ धिक တရားမဝင်ဘဲအရင်အမြင့်ဖြစ်လာနေပါတယ်။ဗိဆိုင်ပြိုမှုရုပ်တရည်မြင့်တက်လာရခြင်းအ धिक အကြောင်းရင်းကတော့ဘေးစီးနှုတ်ကောင်းလာတာကြောင့်ဖြစ်ပြီး2019ခုနှစ်နောက်ပိုင်းနှစကျော်တည်လာခဲ့ပါတယ်။ဘေးတကီလိုဂရမ်ဟာအခုဆိုရင်329ဒေါ်လာအထိဈေးပေါက်နေတယ်လို့ UNODC ကပြောပါတယ် ဒါဟာပြင်းထန်တဲ့ပဋိပက္ခတွေနဲ့ရှင်သန်နေထိုင်ဖို့လိုအပ်ချက်တွေကြောင့်တောင်သူတွေဟာဝင်ငွေကောင်းတဲ့ဘိန်းဆိုင်ပြိုရေးဖက်ကိုဦးလဲလာကြတာဖြစ်တယ်လို့ UNODC ကသုံးသပ်ပါတယ်မြန်မာနိုင်ငံရဲ့ဒီအခြေအနေဟာဒေသတွင်းတာမကကပ္ပမူရစ်စေဝါဈေးကွက်ကိုပါပုံဖော်ပေးမှာဖြစ်တယ်လို့တတိပိထားပါတယ် ပဲခူးတိုင်းကြောင်ကြီးမြို့နယ်ညောင်ပင်သာရွာမှာစစ်ကွန်မရှင်တပ်ရဲ့လေကြောင်းတိုက်ခိုက်မှုနဲ့လက်နက်ကြီးပစ်ခတ်မှုကြောင့် CDM ဆရာဝန်တယောက်အပါအဝင် အရက်သား9ရောက်တိစုံခဲ့ရတယ်လို့ဒေသခံသတင်းရင်းမြစ်တွေကပြောပါရယ်ဖြစ်စဉ်ကတော့ဒီဇင်ဘာလ3ရက်နေ့နေ့လယ်ပိုင်းမှာပါ စစ်တပ်ရဲ့ဂျိုင်ရိုကော့ပတာနစီးဟာညောင်ပင်သာရွာထဲကစီခန်းကိုဗုံးကျဲခဲ့ပါတယ်။အဲ့ဒီဗုံးတလုံးကစီခန်းထဲကိုကြားရောက်ပောက်ကွဲခဲ့တာကြောင့်ဆရာဝန်တယောက်အပါအဝင်၃ယောက်ဟာနေရာမှာတင်တိဆုံခဲ့ရပါတယ်။ ဒီဈေးကန်းဟာရွာခန်းနဲ့တော်လည်ရေးတပ်ဖွဲ့ဝင်တွေကိုဈေးကုပေးနေတဲ့ဈေးခန်းလို့ဆိုပါတယ်။ဒါအပြင်ချီလီတက်ရင်ခလာရ83ကနေလက်နက်ကြီးနဲ့ထပ်ပြီးပြစ်ခတ်ခဲ့လို့ရွာလမ်းပိုက်ပေါ်ကြီးကြရောက်ပြီးအရက်သား2ယောက်ထပ်မံတိစုပ်ခဲ့တဲ့အတွက် စုစုပေါင်းတိစုပ်သူ9ယောက်ရှိခဲ့တာဖြစ်ပါတယ်။ ချင်ပြည်ဗမော်မျိုးရဲ့အနောက်ဘက်အေဝရီမြစ်တဖက်ကကရွှေလောက်ွက်တွေကိုစစ်တပ်ကနရက်ဆက်တိုက်လေချောင်းနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တဲ့အတွက်အရက်သားထိခိုက်သေဆုံးမှုတွေရှိခဲ့ပါတယ်။လေချောင်းတိုက်ခိုက်ခံရတဲ့နေရာတွေကတော့မိုင်းကာနဲ့မိုးစိတ်ကျွန်းရွာနာကရွှေတူးဖော်နေတဲ့လောက်ွက်တွေဖြစ်တယ်လို့မြေပြင် သတင်းမြစ်ကပြောပါတယ်။ နိုဝင်ဘာလ30ရက်နေ့မှာလီရင်နဲ့ဆက်ပြီးတော့တိုက်ခိုက်ခဲ့တာကြောင့်အရက်သား3ယောက်သေဆုံးခဲ့ပြီးတော့ရွှေလောက်သားအယောက်30ဝန်းကျင်လောက်ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ဒဏ်ရာရသူတွေကိုလိုင်စာဆေးရုံကိုပို့ဆောင်ခဲ့ရတယ်လို့လည်းဆိုပါတယ်။ဒါအပြင်ဒီဇင်ဘာလ3ရက်နေ့မှာလည်းအဲ့ဒီရွှေလောက်ကွက်တွေကိုပဲလီရင်နဲ့ထက်မှန်ဘုံကျဲတိုက်ခိုက်ခဲ့ပါသေးတယ်။ ဗမော်ဒီတာမှာတိုက်ပွဲတွေပြင်းထန်နေတဲ့အတွက်စစ်တပ်ကအရက်သားပိုင်လောက်ွက်တွေကို ပြစ်မှတ်ထားတိုက်ခိုက်နေတာဟာဒီတာခန့်တွေအတွက်စိုးရိမ်စရာဖြစ်နေတယ်လို့ဆိုပါတယ်စစ်ကောင်မရှင်ကပြုလုပ်မဲ့ရွေးကောက်ပွဲဟာမြန်မာနိုင်ငံရဲ့နိုင်ငံရေးပဏိပခတွေကိုလုံးဝဖြည့်ရှင်းနိုင်မှာမဟုတ်ဘူးလို့ကဘာတဝန်းကကရင်လူမှုအဖွဲ့အစည်း25ဖွဲ့ကစုပေါင်းပြီးသဘောထားထုတ်ပြန်လိုက်ပါတယ်။ ဒီဇင်ဘာလ28ရက်နေ့မှာကျင်းပမဲ့စစ်တပ်ရဲ့အတုရရွေးကောက်ပွဲကိုပြည်သူလူထုရဲ့ဆန္ဒမပါဘဲအသင်းအကျပ်လုံးယူတာဖြစ်လို့စန့်ကျင်ရှုတ်ချကြောင်းဒီဇင်ဘာ3ရက်နေ့မှာထုတ်ပြန်လာပါ။ ကရင်လူမှုအဖွဲ့အစည်းတွေကစစ်တပ်ရဲ့ဘုံကျဲတိုက်ခိုက်မှုတွေကြောင့်ခေါ်တူးလီဒေတာကပြည်သူတွေနှိမ့်စင်ထိခိုက်နေရတာကိုမျက်မြင်တွေ့နေရတဲ့ကြားကတချို့သောကရင်လက်လက်ကိုင်အဖွဲ့တွေနဲ့လူပုတ်ကိုတွေကဒီရွေကောက်ပွဲကိုထောက်ခံဖို့ဂျိုးပန်းနေတာပေါ့စိတ်ပြဝန်းနေမိတယ်လို့လဲဆိုပါတယ် စစ်သက်ကိုတရားဝင်မှုပို့ပေးလိုက်ရင်ပရိပခတွေပိုကြာမြင့်ပြီးရဇဝမှုတွေအေးအေးယူနိုင်မဲ့လှုပ်ဆောင်မှုတွေကိုပါပြက်ပြားစေနိုင်လို့ကရင်အပါဝင်တိုင်းသားအားလုံးအနေနဲ့တညီတညွတ်တဲ့ဆက်ကျင်ဖို့တိုက်တွန်းထားပါတယ်။နိုင်ငံတကာတက်တမန်တွေကိုလည်းဒီရွေးကောက်ပွဲကိုအတိအမတ်မပြုဖို့တောင်းဆိုလိုက်ပါတယ်။အခုဆက်ပြီးနိုင်ငံတကာနဲ့တခြားစိတ်ဝင်စားစရာသတင်းတွေကိုတင်ဆက်သွားမှာပါ ထိုင်းနိုင်ငံရချက်ဘူရီခရိုင်မှာမြန်မာရွှေ့ပြောင်းအလုတ္တမားတွေတင်လာတဲ့ကားတစီမောက်ပြီး၉ရောက်တိစုံခဲ့ရတဲ့ဝန်ထဲစရာတည်ထင်းတစ်ခုဖြစ်ပွားခဲ့ပါတယ်။ဒီဇင်ဘာလ၃ရက်မနေ့ပိုင်းကမြန်မာလုတ်သား၁၅ရောက်ကိုတင်ဆောင်လာတဲ့ကားတစီတူးမြောင်းထဲထိုးကျတိမ်မောက်သွားတာဖြစ်ပါတယ်။ဒီဖြစ်စဉ်ကတော့ရုရှားဘူရီခရိုင်ဖက်ထိုမြို့နယ်မှာမနက်9နာရီခွဲလောက်ကဖြစ်ခဲ့တာပါ Toyota အမျိုးအစား SUV ကားတစ်စီးဟာလမ်းပေါ်မှာတာယာပေါက်ပြီးအချိန်မထိန်နိုင်ပဲသူ့မြောက်ထဲထိုးကျသွားတာလို့ထိုင်းရဲ့တပ်ဖွဲ့ရဲ့ကနဦးစစ်ဆေးမှုတွေကနေသိရတယ်လို့ထိုင်းသတင်းတွေကဆိုပါတယ်ကဲဇေးရီအဖွဲတွေကားကိုဆွဲတင်လိုက်ချိန်မှာတော့ကားထဲကနေအမျိုးသား၈ယောက်အမျိုးသမီး၃ယောက်စုစုပေါင်းမြန်မာလောက်တာ၉ယောက်ရဲ့အလောင်းကိုတွေ့ခဲ့ပါတယ် ထိုင်းရဲ့တပ်ဖွဲ့ရဲ့ပြောဆိုချက်အရဒီကားဟာတရားမဝင်ဝင်ရောက်လာတဲ့မြန်မာလုပ်သား15ယောက်ကိုတင်လာတာဖြစ်ပြီးဝန်အလွန်အကျွံများပြားနေခဲ့တာလို့ဆိုပါတယ်။အရေးကြီးတဲ့အချက်ကတော့ယင်သိမ်းမမှုဖြစ်ပွားပြီးတဲ့နောက်ကားသမားအပါအဝင်ကျန်တဲ့မြန်မာလုပ်သား6ယောက်ကအနှစ်ယောက်ကားတစ်စီးနဲ့ထွက်ပြေးသိမ်းလျှောက်သွားကြတာပဲဖြစ်ပါတယ်။ထိုင်းရဲ့တပ်ဖွဲ့ကတော့တရားမဝင်လူကုန်ကူးမှုနဲ့တရားဥပဒေအရအေးအေးယူနိုင်ဖို့အတွက်ထွက်ပြေးသွားတဲ့ရင်မောင်းတဲ့6ယောက်ကိုလိုက်လံစုံစမ်းနေပါတယ်။ ထိုင်ဝမ်အမခန့်ချက်အကောင့်ထဲပေါ်ရေးအဥပဒေထိုင်ဝမ် Assurance Implementation Act ကိုအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကဒီဇင်ဘာ2ရက်နေ့ကလက်မှတ်ရေးထိုးလိုက်ပါတယ်။ဒီဥပဒေအရအမေရိကန်နဲ့ထိုင်ဝမ်ကြားမှာတရားဝင်ဆက်ဆံရေးကိုနိုင်ငံခြားရေးဝန်ကြီးဌာနကပုံမှန်သုံးသပ်ပြင်ဆင်မှုလှောက်ဆောင်သွားရမှာဖြစ်ပါတယ်။ ဒါဟာ2020ခုနှစ်ကပြတ်ထန်ခဲ့တဲ့ထိုင်ဝမ်အာမခံမှုအဲ့ဥပဒေကိုပြင်ဆင်ဖြစ်ဆွတ်ထားတာဖြစ်ပါတယ်။အရင်ဥပဒေမှာထိုင်ဝမ်အမေရိကန်ဆက်ဆက်ရေးလမ်းညွှန်ချက်တွေကိုတကြိမ်သုံးသပ်ရန်ဖော်ပြထားပြီးမဲ့ဥပဒေအသစ်အရအနည်းဆုံး၅နှစ်ကိုတကြိမ်သုံးသပ်ပြင်ဆင်ဖြစ်ဆွတ်မှုတွေလုပ်ရမှာဖြစ်ပါတယ်။ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးလင်ချီယာလွန်ကအမေရိကန်ထိုင်ဝမ်ဆက်ဆံရေးဟာရှေ့ကိုခြေတယ်လန်းတိုးသွားပြီလို့ပြောလိုက်ပါတယ်။ ထိုင်းနိုင်ငံကကြားဖြတ်လို့ခေါ်တဲ့ငွေကြေးလိမ်လည်မှုတွေကိုတိုက်ဖြတ်ရမှာပိုင်ဆိုင်မှုတန်ဖိုးဒေါ်လာတန်300ကျော်ကိုတင်စီခဲ့ပြီးလူ42ယောက်ကိုဖန်ဝရန်ထုတ်ထားတယ်လို့ထုတ်ပြန်ပါတယ်စုစုပေါင်းဘတ်7ဘီလီယံကျော်အမေရိကန်ဒေါ်လာ338တန်တန်မှုရှိတဲ့ပိုင်ဆိုင်မှုတွေကိုတင်လိုက်တယ်လို့ထိုင်းဘ ਹੁ စုံစမ်းစစ်ဆေးရေးဘယူရိုကော်မရှင်နာဆိုဖွန်ဆာရာဖက်ကမနေ့ကလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောပါတယ် တိတ်ဆိတ်ခဲ့တဲ့ပိုင်ဆိုင်မှုတွေမှာ အမေရိကန်ကပိတ်ဆို့အရေးယူထားတဲ့ Print အုပ်စုဦးဆောင်သူတရုတ်ကမ်ဘောဒီးယားစီးပွားရေးလုပ်ငန်းရှင် ချန်ကြီးကမ်ဘောဒီးယားလွတ်တော်ဥက္ကဋ္ဌနဲ့ဝန်ကြီးချုပ်ဟာဟွန်ဆန်နဲ့နှိဆက်တယ်လို့စွပ်စွဲခံရတဲ့ကောက်အန်နဲ့ယင်လက်တိုရဲ့ပိုင်ဆိုင်မှုတွေပါဝင်ပါတယ် လွန်ခဲ့တဲ့နှစ်လအတွင်းမှာတော့ Prince Osu ပိုင်ဆိုင်မှုတွေကိုဟောင်ကောင်မှာဒေါ်လာ354တန်ဖိုးနဲ့စင်ကာပူမှာဒေါ်လာ136တန်ဖိုးကိုတက်ဆိုင်ရာအာဏာပိုင်တွေကသိမ်းဆီးခဲ့ပါတယ် Prince Osu နဲ့ချန်ဂျီဟာ online ငွေလိမ်မှုတွေမှာပတ်သက်တယ်ဆိုပြီး American နဲ့ဗြိတိန်နိုင်ငံတွေက crypto 2 billion နီးပါးကို သိမ်းဆီးခဲ့ပါပြီ။ချန်ဂျီကိုလည်း American ကလိမ်လည်မှုတွေနဲ့ငွေကြေးခွာချမှုတွေအတွက်တရားစွဲဆိုထားပါပြီ။ တည်နေမီဒီယာကွန်ရက် NMG သတင်းဌာနကတနေ့လာနေ့ကနေတောက်ကြနေ့အထိညတိုင်းရုပ်သက်သက်တဲ့အစီအစဉ်ကိုထုတ်လွှင့်နေတာဖြစ်ပါတယ်။စောင့်မျှော်ကြည့်ရှုအားပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။